မင်္ဂလာပါအခုချိန်ကစပြီးတော့ဇွန်လ24ရက်နေ့အင်္ဂါနေ့ညပိုင်းသတင်းနဲ့မီဒီယာကွန်ရဲ့ NMG သတင်းဌာနရဲ့ရုပ်သံသတင်းအစီအစဉ်တွေကိုစတင်နေပါပြီကျွန်မအမီပါ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA ကဖမ်းမိတဲ့စစ်တုံးပန်းတွေထဲမှာတော့ကလေးစစ်သားနဲ့စစ်မှုရန်စုဆောင်ခံရတဲ့သူတွေပါနေတယ်လို့ဆိုပါတယ်။စကိုင်းတိုင်းပလဲမြို့နယ်ဒီကန်းတောက်နေမြေရဲစခန်းသိမ်းတိုက်ပွဲတွေကဖမ်းမိတဲ့စစ်တုံးပန်းတွေထဲမှာကလေးစစ်သားအပါအဝင်အတင်းအာဓမစစ်မှုရန်ဖို့ဖမ်းဆီးစုဆောင်ခံရတဲ့သူတွေပါတယ်လို့ PLA ကထုတ်ပြန်ထားတာဖြစ်ပါတယ်။ကလေးစစ်သားကတော့အသက်15နှစ်အရွယ်မောင်နေထက်လင်းဆိုတဲ့သူဖြစ်ပါတယ်။မောင်နေထက်လင်းကရန်ကုန်မှာ ဒီအကင်ရောက်နေတဲ့အချိန်အာပေါ်တာဆွဲခံရပြီးတော့စစ်ကောင်စီတပ်ထဲကိုရောက်လာတာလို့ဆိုပါရယ်စစ်တုံးပန်းအဖြစ်ဖမ်းမိတဲ့သူတွေထဲမှာဒီရန်ကုန်အဝေးပြီးကွင်းကနေစစ်မှုထမ်းစုဆောင်ခံရတဲ့သူတွေလည်းပါဝင်ပါတယ်ကန်တောက်နယ်မြေရဲစခန်းကို PLA ဦးဆောင်တဲ့ပူပေါင်းတပ်ဖွဲ့တွေကဂျွန်လ19ရက်နေ့မှာအပီးသက်သိမ်းပိုက်ခဲ့ပြီးနောက်ဒီလက်နက်ခဲယမ်းတွေနဲ့အတူစစ်တုံးပန်းတွေကိုဖမ်းဆီးရမိခဲ့တာပဲဖြစ်ပါတယ်ရှမ်းပြည်တိုးတက်ရေးပါတီ SSPP နဲ့တအံအမျိုးသားလွတ်မြောက်ရေး တက်မလို့ TNL လေတို့ကြားမှာဒီရှမ်းမြောက်ဒေသမိုးမိတ်မြို့နယ်ထဲမှာတိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။နှစ်ဖက်ကြားဂျွန်လ23ရက်နေ့မှာတိုက်ပွဲဖြစ်ပွားခဲ့တာလို့ဆိုပါတယ်။ TNL ကဒီ SSPP ရှိတဲ့နေရာဘက်ကိုစစ်ကြောင်း3ကြောင်းနဲ့ထိုးစစ်ဆင်ပြီးတော့တိုက်ခိုက်လာတဲ့အတွက်တိုက်ပွဲဖြစ်ခဲ့တာလို့ SSPP ကထုတ်ပြန်ပါတယ်။တန်အန်တရဲ့ထုတ်ပြန်ချက်ထဲမှာတော့ဒီတိုက်ပွဲဟာတန်အန်တဖွဲ့ကဒီကင်းလဲ့နေတဲ့အချိန်မှာ SSPP ကခြုံခိုတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။ဒါအပြင် SSPP က DNLA စစ်ကြောင်းရှိတဲ့ဘက်ကိုလက်နက်ကြီးနဲ့လဲပစ်ခတ်ခဲ့တယ်လို့ဆိုပါတယ်။လက်ရှိမှာတော့နှစ်ဖက်ကြားတိုက်ပွဲတွေကငြိမ်သွားပေမဲ့စစ်ရေးတင်းမာနေသေးတဲ့အပြင်နှစ်ဖက်စလုံးကအင်အားဖြည့်တင်းမှုတွေရှိနေတယ်လို့ဆိုပါတယ်။ဂျွန်လ15ရက်နေ့တုန်းကလည်းသူတို့နှစ်ဖက်ဟာကြောက်မဲမျိုးနဲ့ဒီဟူးဆုံရွာမှာနေမြေကိစ္စအငင်းပွားမှုကြောင့်တိုက်ပွဲဖြစ်ခဲ့ပြီးတော့ PSLF TNLA ဒီတအန်းတက်မတော်ဘက်က2ယောက်ကြာဆုံးခဲ့ပါတယ်။3ယောက်ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ဆိုပ ပါတယ်။ ရခိုင်ပြည်ပုံနှကျုံမြို့နယ်ထဲကနေရာတချို့ကိုတော့စစ်တပ်ကလေကြောင်းကနေဘုံကျဲတိုက်ခိုက်မှုတွေလုပ်နေတယ်လို့ရခိုင်ဘက်ကလာတဲ့သတင်းတွေကဆိုပါတယ်။အာရခတ်တပ်တော် AA ကထိန်းချုပ်ထားတဲ့ပုံနှကျုံမြို့နယ်ထဲကစစ်ကောင်စီရဲ့တပ်စခန်းဟောင်းနေရာဒီခမရ993ညတရင်နေရာကိုဇွန်လ22ရက်နေ့တနင်္ဂနွေနေ့ညမှာလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။ Jet Fighter နဲ့နှစ်ကြိမ်ဘုံကျဲခဲ့တယ်လို့ဆိုပါတယ်။ဒီတိုက်ခိုက်မှုကြောင့်ခမရ993ညတရင် ရင်ဟောင်းနေရာမှာရှိရဲဒီအဆောက်အုံတချို့ထိမှန်ပျက်စီးခဲ့ပါတယ်လူထိခိုက်မှုတော့မရှိဘူးလို့ရခိုင်သတင်းတွေမှာဖော်ပြထားကြပါတယ် ကချင်ပြည်ဝိုင်းမော်မြို့နယ်ထဲမှာလည်းဒီစစ်တပ်ကလေကြောင်းကနေဘုံကျဲတက်ခိုက်ခဲ့လို့အမျိုးသမီးတယောက်ထိမှန်တရားရခဲ့ပါတယ်ဝိုင်းမော်မြို့နယ်ထဲကဒီဝရှောင်းဆဲနားမှာရှိတဲ့ခွေရွရန်ရွာကိုစစ်တပ်ကဘုံကျဲခဲ့တာပဲဖြစ်ပါတယ်ဒီလေကြောင်းဘုံကျဲမှုထဲမှာတော့ဒီအမျိုးသမီးတယောက်ကြည်စားထိမှန်တရားရခဲ့တဲ့အပြင်အိမ်ငါးလုံးထိမှန်ပျက်စီးခဲ့တယ်လို့ဒေသခံတယောက်ကပြောပါတယ်ဂျွန်လာတတိယအပတ်ကစလို့ဝိုင်းမော်မြို့နယ်ထဲမှာစစ်တပ်ကစစ်ကြောင်းထိုးတာတွေအ င်အားဖြစ်တင်းတာတွေနဲ့စစ်ရေးလှုပ်ရှားမှုတွေရှိနေတဲ့အတွက်ဒေသခံတွေကတော့တိုက်ပွဲတွေဖြစ်လာမှာကိုစိုးရိမ်နေကြတာဖြစ်ပါတယ်။ ခုဆက်ပြီးတော့နိုင်ငံတကာသတင်းတွေနဲ့တခြားစိတ်ဝင်စားစရာသတင်းတွေကိုတင်ဆက်ပြီးသွားမှာပါဒီကနေ့ထိတ်တန့်ရောက်နေတဲ့သတင်းကတော့ Iran Israel သတင်းပဲဖြစ်ပါတယ် Iran နဲ့ Israel ကြားက12ရက်စစ်ပွဲပြီးဆုံးသွားပါပြီလို့ American သမ္မတ Donald Trump ကသူ့ရဲ့ True လူမှုမီဒီယာမှာကြေညာလိုက်ပါတယ်အခုချိန်ကစပြီးဆိုတော့အခုချိန်အဲဆိုတာကတော့ဒီသမ္မတ Trump post တင်တဲ့အချိန်ကိုဆိုလိုတာပါဒီချိန်ကနေစပြီးတော့6နာရီလောက်မှ Israel နဲ့ Iran တို့ဟာသူတို့ ဲမစ်ရှင်တွေကိုရှော့ချရက်ဆိုင်မှမယ်အရက်ဆိုင်ပါလိမ့်မယ်ပေါ့နော်၁၂နှစ်ကြီးကြာတဲ့အခါမှာတော့24ရက်ဒီတကောင်အချိန်ပတ်ဝန်းကျင်မှာတော့စစ်ပွဲတွေကပြီးဆုံးပါလိမ့်မယ်ဆိုပြီးတော့သမရထရမ်ကသူ့ရဲ့လူမှုမီဒီယာအကောင့်မှာဒီကနေ့မနက်ပိုင်းကတင်ထားပါတယ် Riders သတင်းဌာနရဲ့သတင်းတပုတ်ထဲမှာတော့ဒီသမရထရမ်က Israel ဝန်ကြီးချုပ်နေဒယာဟုနဲ့တိုက်ရိုက်စကားပြောခဲ့ပြီးတော့သမရရဲ့အဖွဲ့ကတော့ Iran နဲ့စကားပြောခဲ့တယ်လို့ဆို ပါတယ်။နာမည်မဖော်လိုတဲ့အမေရိကန်အရာရှိတစ်ယောက်ကတော့ဒီအစ္စရေးအနေနဲ့အီရန်ကမတိုက်ခိုက်တော့ဘူးဆိုရင်ဆက်တိုက်မှာမဟုတ်ဘူးလို့ပြောပြီးတော့အီရန်ဘက်ကလည်းနောက်ထပ်တိုက်ခိုက်မှာမဟုတ်တော့ဘူးလို့ပြောလိုက်တဲ့အကြောင်း Reuters သတင်းဌာနကို ပြောထားပါတယ်။သမ္မတ Trump ကတော့ဒုံးကျည်တွေနဲ့အဲဒီအပြန်အလှန်ပြစ်ခတ်ပြီးတဲ့နောက်ဆယ့်နှစ်ရက်အကြာမှာငြိမ်းချမ်းရေးသဘောတူညီချက်ကို ရယူနိုင်တဲ့အီရန်နဲ့အစ္စရေးနှစ်နိုင်ငံကိုတက်လုံကောင်းတဲ့သ တ္တိရှိတယ်ထမက်ကြတယ်လို့ချီးကျူးလိုက်ပါတယ်ဒီငင်းချမ်းရဲ့တည်င်းစကားကြောင့်ကမ္ဘာဈေးကွက်မှာတော့ရေနံဈေးတွေထိုးကျသွားပြီးတခြား stop share ဈေးတွေကတော့ပြန်ပြီးတော့မြင့်တက်လာပါတယ် ဒုတိယတပုတ်ကတော့ထိုင်းကမ္ဘောဒီးယားတင်းမာမှုသတင်းကို ပြောပါမယ်။ထိုင်းစစ်တပ်ကထိုင်းကမ္ဘောဒီးယားနယ်စပ်တလျှောက်မှာဒီတလျှောက်လုံးမှာပေါ့လေဂိတ်တွေအလုံးကို ပိတ်လိုက်ပါတယ်။ဒီကြေညာချက်ကိုမနေ့ကညနေပိုင်းမှာထိုင်းစစ်တပ်ကထုတ်ပြန်ခဲ့တာပါ။ထိုင်းနဲ့ကမ္ဘောဒီးယားနယ်စပ်ချင်းထိစပ်နေတဲ့ဒီခရိုင်ခုနှစ်ခုစလုံးမှာရှိတဲ့နယ်စပ်ဂိတ်အလုံးကို ပိတ်လိုက်ပြီးတော့မြေပြင်မှာဖျက်ဆန်းသွာလာခွင့်တွေကိုပိတ်ထားမယ်လို့လဲဆိုပါတယ်။ဒီပိတ်ပင်ထားတဲ့အထဲမှာတော့ရင်တွေပြီးတော့ခ ီးကြီးသွားဒီ tourist တွေပေါ့နော်ပြီးလို့ရှိရင်ကုန်သည်တွေအားလုံးပါဝင်မှာဖြစ်ပါတယ်ဒါပေမဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာဖြတ်တန်းသွားလာမှုဒီဥပမာအားဖြင့်တော့အကြောင်းသားတွေနဲ့အရေးပေါ်စေကူတာဖို့အတွက်လိုအပ်ချက်တွေနောက်ပြီးတော့နေဆက်မှာစောင့်နေရတဲ့လုံခြုံရေးတပ်ဖွဲ့တွေကအရေးပေါ်အခြေအနေအဖြစ်သတ်မှတ်တာမျိုးတွေကိုတော့ချွင်းချက်ပေးထားမယ်လို့ဆိုပါတယ်ဒီပိတ်ပင်မှုဟာကမ္ဘောဒီးယားမှာလဲပတ်နေတဲ့ကြားဖြတ်လို့ခေါ်တဲ့ဒီ online လိမ်လည်မှု လုပ်ငန်းတွေကိုရပ်တန့်ဖို့ရည်ရွယ် ွယ်တယ်လို့ထိုင်းစစ်တပ်ကပြောပါတယ် မေရိကန်တရားရေးချုပ်ဒီ Supreme Court ကအထောက်ထားမဲ့ရွှေ့ပြောင်းသူတွေကိုတတိယနိုင်ငံကို ပို့ဆောင်ခွင့်ကိုပြန်ပြီးတော့ခွင့်ပြုလိုက်ပါတယ်။သမရထရန့်လက်ထက်မှာရာဇဝမှုကျူးလွန်သူတွေလို့ဆိုပြီးတော့ဒီလူ၈ယောက်ကိုတတိယနိုင်ငံကိုပို့လိုက်ပြီးတဲ့နောက်မှာတော့တရားရုံးကဒီလိုပို့ဆောင်မှုတွေကိုတားမြစ်ခဲ့တာဖြစ်ပါတယ်။အခုအဲ့ဒီတားမြစ်ချက်တွေကိုဒီ Supreme Court လို့ခေါ်တဲ့ဒီတရားရုံးချုပ်ကနေပြီးတော့အာပြန်ပြီးတော့ ဖြတ်သိမ်းလိုက်တာပါဒီဆုံးဖြတ်ချက်ကိုတော့တရားသူကြီး၉ယောက်မှ၆ယောက်ကဖြတ်သိမ်းဖို့သဘောတူပြီးတော့၃ယောက်ကကန့်ကွက်ခဲ့ကြပါတယ်ဒါကြောင့်အစိုးရအနေနဲ့အထောက်ထားမဲ့ရွှေ့ပြောင်းသူတွေကိုသူတို့ရဲ့အဲမူရင်းနိုင်ငံမဟုတ်တဲ့ဒီတတိယနိုင်ငံတွေကိုပို့ဖို့ခွင့်ပြုချက်ရသွားတာပဲဖြစ်ပါတယ်ဒီဆုံးဖြတ်ချက်ကိုဘာကြောင့်ချမှတ်ခဲ့တယ်ဆိုတာကိုတော့တရားရုံးကအကြောင်းပြချက်မပေးခဲ့ပါဘူးရှင် သတင်းနဲ့မီဒီယာကွန်ရဲ့ NMG သတင်းဌာနကအပတ်စဉ်တနင်္လာနေ့ရက်နေ့တောက်ကြနေညတိုင်းမှာရုပ်သံသတင်းအစီအစဉ်တွေကိုထုတ်လွှင့်ပေးနေတာဖြစ်ပါတယ်။ဆောင်မြေကြည့်ရှုပေးကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။